ဝင်းကားနဲ့ရုပ်ရှင်ရိုက်ဖို့ဘယ်သူမှမခေါ်ကြလို့ဆရာငယ်နေရတဲ့လူရှင်တော်ကြီးဒိန်းတော်အားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတန်းနူဘေးကနေပြန်လည်အားကျူဆိုလိုက်ရပါတယ်အမှုပညာရှင်ပြင်းနေလို့ဘယ်သူကပဲငန်းကချော်ပြရမှာပါဆိုတဲ့ဒိန်းတော်ကအခုတော့ဘယ်သူမှပွဲလာငားမဲ့သူမရှိတော့ဘဲထိုင်ဆောင်နေရပါတယ်အရှင်ကတော့ဒိန်းတော်ကလူပွဲဒီမှာလူရှင်တော်အဖြစ်အောင်မြင်ခဲ့ပါတယ်သူနဲ့တူမြဲတွင်းနေရတဲ့ခင်လိုင်က အခုချိန်မှာဇကားတွေရရတဲ့ပြင်ဒိုက်တာပါလုံးနေပေမဲ့ဒိန်းတော်ကတော့ဘသူကမှဖလှတာကိုမခံခဲ့ရပါဘူး သူနောက်ကလူရှင်တော်ပေါ့စရီတောင်းဟာသဇကားရီမှာနေရာရှနေပေမဲ့ဒိန်းအောင်ကိုပြစ်ပေးထားကြပါရီဒိန်းအောင်က2021ခုနှစ်နောက်ပိုင်းမှာတော့ဝင်းကားရီအနေငယ်ရှိသေးပြီးအမှုပညာကြီးမယားရင်တောင်အချိုးပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့တာပါယိုချိုးမှုရှိတဲ့ဒိန်းအောင်ကိုလေးရင်ခွေးမှာမစားခဏမြင်ရလေးစိတ်မှာလုံးလုံးနေရလားဆိုပြီးတော့ထင်သွားခဲ့ကြပါရီအခုတော့ဒိန်းအောင်ကသူ့ကိုပင်းကားမဲ့သူမရှိတော့ဘဲတတ်မှန်ချနေရပြီးနောက်ဆုံးမှာခန်းစားချက်တွေပွင့်ထွက်လာပါရီ စကားတွေလည်းမရရလို့ producer တွေထံမှလည်းတောပြောခဲ့ပါသေးတယ်။ producer တွေကမပေးမရတဲ့ပြင်ဒိန်းအောင်ပါရရရှိခါကိုရှုံတင်တဲ့ကလူလာမကြည့်ရင်ဒိန်းအောင်တာဝန်ယူမလားဆိုပြီးမေးတဲ့ထုတ်လို့သူတွေထိုက်တာတွေလည်းရှိပါသေးတယ်။ရှာပွဲတွေမှာလည်းဒိန်းအောင်ပွဲဆိုရင်မလာကြည့်တဲ့ reaction တွေရှိလို့ပွဲစီစဉ်သူတွေကလည်းမငါကြတော့ပါဘူး။လူရှင်တကားတလေရိုက်ဖို့ခွင့်ရရရင်တော့ travel လုပ်လို့ရမယ်မင်းသမီးကဒိန်းအောင်နဲ့ဆိုရင်တော့တွဲမြိုက်နိုင်မှုဆိုပြီးတော့ညှင်းလွှတ်လိုက်ပါရီ။တကယ်တော့ဒိန်းအောင်ဟာ ထိုင်းပြည်တွင်ဒုပညာနှင့်ဆွမ်းဆောင်ပြုလို့စုကြည့်မိခန္ဓာသူဟာဟာသပညာထူးချွန်စုချင်းမြင်ပွေပဲခန္ဓာမှာဒိန်းအောင်ကိုသူလေးစားချီးကျင်ရတဲ့သူတယောက်ကကိုရင်စုပေးခဲ့ပါသေးတယ်။အဲ့ဒီတွင်ဒိန်းအောင်ကအမြဲတမ်းဂုဏ်ယူခဲ့ရပေမဲ့နောက်ပိုင်းမှာထိုရင်းကထိုရင်းပဲပြန်ဖြစ်သွားပါတယ်။အရှင်ကဒိန်းအောင်ဟာပြည်နယ်နဲ့တိုင်းကပွဲတွေမှာပြောပြခဲ့ရပေမဲ့2024ခုနှစ်ကစပြီး2025ခုနှစ်နောက်ပိုင်းထိနိုင်ရင်တော်ရင်မရှိတော့ပါဘူး။ညာရင်းအမြင့်တန်ကြမှာတစ်နှစ်တစ်ကြိမ်လောက်သာရိုက်ရပြီးတော့ မြန်မာရုပ်မြင်သံကြားမှာတော့တစ်ချိန်ပဲရရသေးတာကြောင့်အရင်လိုလုပ်တွေပြန်လုပ်ချင်နေသူပါဒါကြောင့်မလို့ပွဲငါးရီနဲ့ရုပ်ရှင်ရိုက်ဖို့ခေါ်တာကို စောင့်နေရပြီးအရင်ရလိုတိုင်ပွဲတွေဌာနပွဲဆိုင်ရာပွဲတွေမှာခေါ်ပြဖို့ဆိုပြီးတော့ဒိန်းအောင်ကမျှော်လင့်နေပါတယ်ဒိန်းအောင်ကလူအများရဲ့မြင်ကြာကိုပြန်လည်ရရှိဖို့အတွက်ပရိုက်တာကိုလုပ်ဖို့ခြေလှမ်းလိုက်ခဲ့ပါသေးတယ်ဟာသပညာရှင်များစီအိုအုပ်ထားဖြစ်တဲ့ဒိန်းအောင်ကမကြာခင်မှာလူရှင်တော်ရွာကိုတိစောက်သွားမှဖြစ်တဲ့အကြောင်းပြောပြခဲ့ပြီးကြားလဲတည်ခဲ့ပါတယ် အင်္ဂါကတွင်အသက်ကြီးမှဝင်ငွေရှာနေတဲ့အသက်ကြီးလူရှင်တော်တွေပြန်လည်ကူညီပေးဖို့အတွက်ဒိန်းအောင်ကဆောက်လုပ်ရေးကုမ္ပဏီနဲ့တည်ဆောက်နေပြီးတော့လူရှင်တော်ကြီးကကွဲလွန်သွားရင်တောင်ကာသမီတွေကဆက်လက်နေထိုင်လို့ရအောင်တည်ဆောက်ပေးနေတာပါအနုပညာလုပ်တွေကမလုပ်ဘဲနဲ့နေထိုင်ရတာကြောက်ပြီးဖြစ်တာကြောင့်ပရာဟိတာဘက်ကလည်းကုသန်းခြင်းပဲမဲ့သူ့ကိုဘသူကမှလက်တွဲမခေါ်ခဲ့ပါဘူးလူရှင်တော်ရာကိုတည်ဆောက်မဲ့ချိန်မှာလည်းဘသူကမှသာတို့မခေါ်ခဲ့ကြပါဘူးလူအများရဲ့မြတ်တာကိုပြန်ရဖို့အတွက်အင်းလဲမျိုးစုံပြတ်သုံးနေပေမဲ့ ပြည်သက်တရားဘာမှမထုတ်ပြန်ခဲ့ပါဘူး။ဒိန်းနိုင်ကိုရင်ကလည်းသူ့ကိုဘာလို့ပွဲတွေမငါကြတော့ပါလဲဆိုတာကိုအပြေမထွက်သေးပါဘူး။ဝေကန်းသားတွေမှာဦးစားပေးခင်ရပါပဲ။တတိဝမှာဒိန်းနောင်ကိုဘာကြောင့်ပေးကျင်ထားကြတယ်လဲဆိုတာကောမန့်မှာမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ချစ်ချွာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။